BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ င်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေခင်ဗျာ။နိုဝင်ဘာလ၄ရက်အင်္ဂါညချမ်းတွက် BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါလေ။ကျွန်တော်ဝီဖြိုးပါ။ဒေါ်ဆန်းစုကြည်တွက်ပေးစာတစ်စုံကိုတားဖြစ်သူကိုထိန်နဲ့တစ်ထဲပြင်သစ်သမ္မတအရောက်ပေးပို့ခဲ့ပါလေ။ I was very happy to hear that President Macron has made such a strong Kimye ပြောဆိုချက်အသေးစိတ်ကြာခင်နောက်ဆင်ရောက်ဖို့ရှိသလိုနိုင်ငံတကာဘက်ကကြည့်ပြန်ရင်လည်း I call both on the Sudanese armed forces and the rapid support Sudan forces. Sudan ပြည်ရင်းစစ်မှာနှစ်ဖက်ပြည့်ရပြီးသကဝိုင်းဆွေးနွေးပွဲစီအရောက်လာကြဖို့ကုလအတွင်းမှုချုပ်တောင်းဆိုလိုက်တဲ့အကြောင်းပေါ်ဝင်ထိတ်တဲရောက်နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးဖို့ရှိနေပါတယ်ခင်ဗျာ။ ဆူရနိုင်ငံဒါဖောဒေသနဲ့အစိုးရစစ်တပ်ရဲ့နောက်ဆုံးလက်ကျန်ခြေကုန်းမြို့အယ်ဖက်ရှောက်ကိုပြည်သူ့စစ် RSF တပ်ဖွဲ့ကပိန့်ပိုက်လိုက်တဲ့နောက်ဆူရန်စစ်အစိုးရဟာအရေးပေါ်အစီအွေခေါ်ယူလို့အခြေအနေတွေအပေါ်ပုံသက်နေပါတယ်။ဒါဖောမှာပေါ်ပေါက်နေတဲ့လူခွင့်ဆိုင်ရာချိုးဖောက်မှုတွေဟာစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမျိုးနောက်လောက်တဲ့အထိအခြေအနေတွေဆိုးရွားနေတာဖြစ်တယ်လို့နိုင်ငံကရာဇဝတ်ခုံရုံး ICC ရဲ့တရားစွဲရှိနေရုံးကသတိပေးနေပါတယ်။အဲဒီကအခြေအနေတွေအကြောင်း BBC ရဲ့ Africa ဆိုင်ရာ Editor Richard Gogoe ပြောတာက There are reports of mass killings. There are reports of about uh, sexual violence, attacks. အစလိုက်ပြောင်းလိုက်တပ်ဖြတ်မှုတွေ၊လိမ်မိုင်းဆိုင်ရာကျူးလွန်တိုက်ခိုက်မှုတွေပေါ်ပေါက်နေတဲ့ဆိုတော့သတင်းပေးပို့ချက်တွေရှိနေပါတယ်။စာနာမှုအကူအညီပေးနေကြသူတွေလည်းပြင်းမှတ်ထားခံနေရတယ်လို့ဆိုပါတယ်။ဖောက်ထွင်းလူရက်မှုတွေလည်းအတော်လေးကြဲကြဲပြက်ပြက်ပေါ်ပေါက်နေသလို Alpha မျိုးကန်တွေအစာရေစာငတ်မှုခေါင်းမနေရတယ်လို့လည်းအဲ့ဒီကလာတဲ့သတင်းတွေကဆိုပါတယ်။ အနီးကမြို့ရှိရာစီထွက်ပြေးဖို့စူးစမ်းကြတဲ့အခါလန်ခီမှာအမျိုးသမီးတက်ကြီးရွယ်အိုတွေကလေးတငယ်တွေပါမကျန်လိန်မိုင်းစော်ကားခံရတာမျိုးတွေရှိကြောင်းကြားသိနေရပြီးအမျိုးသားလူငယ်လူရွယ်တွေဆိုရင်လည်း RSF ကသူတို့အဖွဲ့နဲ့အတင်းအလုံးမှဆွဲသွင်းတာခံနေရတယ်ဆိုပြီးပြောသွားတာပါ RSF ခေါင်းဆောင်မိုဟာမက်ဟမ်ဒန်ဒါဂါလူကတော့သူ့တပ်ဖွဲ့ဝင်တွေရဲ့ကျူးလွန်မှုတချို့ရှိခဲ့ကြောင်းဝန်ခံထားပြီးသူ့အနေနဲ့စုံစမ်းသွားမယ်လို့ဆိုပါတယ် ဒီချိန်မှာပဲကုလသမဂ္ဂအတွင်းမှုချုပ်အဆွန်ညိုဂူဒရက်ကစူရမပေါ်ပေါက်နေတဲ့အကြမ်းကြီးသုံးပြုမှုနေကြတာတွေအားလုံးချက်ချင်းရကြဖို့နဲ့သပွဲပိုင်းဆွေးနွေးပွဲစီလာရောက်ဖို့တောင်းဆိုလိုက်ပါတယ် I call both on the Sudanese armed forces and the rapid support forces to work with my personal envoy for Sudan ဆူဒန်ကျရောပြည်သူ့စစ် RSF အဖွဲ့ရောဆွေးနွေးညှိနှိုင်းလာတွေကနေအပြေရှာနိုင်ကြဖို့ရာဆူဒန်ရဲ့အထူးကိုယ်စားလှယ်ဖြစ်ကျွန်ုပ်ခန့်ထားတဲ့ Ramtan Lamamra နဲ့အတူတွဲပြီးအလုပ်လုပ်ကြဖို့တောင်းဆိုလိုက်ပါတယ် ဆွေးနွေးရေးစပွဲရှိရာစီလာကြပါအကျန်းဖက်ဖြစ်ရတွေပေါ်ပေါက်နေတဲ့ဒီအိမ်မက်ဆိုးကြီးကိုအခုပဲအဆုံးသတ်ကြပါဆိုပြီးပြောသွားတော့ပါဆူရန်ဆိုးရရဲ့သတင်းရင်းမြစ်တယောက်ကတော့ပြင်သစ်သတင်းအေဂျင်စီ AFP ကိုပြောလာတွေ့တယ်သူတို့အနေနဲ့အမေရိကန်ကအကြံပြုထားတဲ့စစ်ပြင်းငြိမ်းရေးအစီအမံပေါ်မှာပုံသက်စဉ်းစားနေတယ်ဆိုတဲ့အချက်ပေါင်းဝင်တာတွေ့ရပါတယ် တရုတ်နိုင်ငံမှာကြားဖြတ်မှုနဲ့ဖန်စီယုံတင်တာခံထားရတဲ့ကိုကခေါင်းမဟောင်းပယ်ဆောက်ချိန်နဲ့ပါဖြစ်သူပယ်ရင်ချိန်ပါဝင်9ယောက်ကိုတရုတ်ဆိုရရဲ့ကွမ်တုံပြည်နယ်ရှင်ချမ်းမြို့တရားရုံးကဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာပဲတည်တံအမိန့်ချလိုက်ပါတယ်။ဒါအပြင်သူတို့အမှုထဲမှာပါတဲ့နောက်ထပ်2ယောက်ကိုတော့နှစ်နှစ်ဆိုင်းငံ့တည်တံချမှတ်ပါတယ်။တခြားဆက်ဆက်ပါဝင်သူနောက်ထပ်9ယောက်ကိုထုံတယ်တစ်ပတ်နဲ့နောက်ထပ်9ယောက်ကိုပြည်နှင်းတံပါဝင်နှစ်ချိန်ထုံတယ်တွေအသီးသီးချမှတ်ခဲ့ပါတယ်။ ကိုကရဲ့ထင်ရှားတဲ့မိသားစုကြီးလေးခုဖြစ်တဲ့ပဲအိန်ဝေအိန်ညီအိန်နဲ့လျှို့အိန်တို့ဟာကြားဖြန့်ပါဝင်အမှုပေါင်းများစွာနဲ့ဆွဆွဲခံထားပြီးတရုတ်နိုင်ငံကအကျဉ်းဆောင်တွေထဲမှာတရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်းကွယ်လွန်သူကိုကတရေကြီးမြေချောက်ချမ်းရက်သားမီကော့ဖင်နဲ့မီးဖြစ်သူမီးကျင်းကျင်းစတဲ့မီးမိသားစုပေါင်းဝင်လူ၁၁ယောက်ကိုတရုတ်တရားရုံးတရုတ်ကတည်တဲ့အမိန့်ချမှတ်ထားပြီးဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံတောင်ပိုင်းအိုဒက်ဆာဒေသကိုပြင်ပထားလို့ရုရှားဟာဒရုန်းအစီးရင်အမြောင်များပုံတိုက်ခိုက်ခဲ့ပါတယ်။အိုဒက်ဆာစိတ်ကန်းနဲ့စွန့်ရင်ဆိုင်ရာအခြေခံအဆောက်အဦနေရာတွေထိခိုက်ပျက်စီးသွားတယ်လို့ဒီဘအာနာပိုင်တွေကပြောပါတယ်။အဲ့ဒီမှာထိခိုက်သွားတဲ့အတိုင်းဒါပမာဏကြီးမားလွန်းတယ်လို့ယူကရိန်းကအဓိကပုဂ္ဂလိကစွန့်ရင်ကုမ္ပဏီဖြစ်တဲ့ DTEK ကထုတ်ပြန်ပါတယ်။ BBC သတင်းတောက်ဒန်နီဘီရာဟတ်ပြောတာကတော့ The Odessa region, crucial for Ukrainian exports via the Black Sea, is frequently targeted by Russia. ဒါကြောင့်လည်းရုရှားရဲ့ပြစ်မှတ်ထားတိုက်ခိုက်တာကိုမကြာခဏတွေ့ကြုံနေရတာပါအခုဒီချိန်မှာလည်း drone အများပြားပုံပြီးရုရှားကနှစ်ကြိမ်တိုက်ခိုက်လာတဲ့အတွက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ကြောင်း Odessa ဒေသ Ukraine အနာပိုင်တွေကအတည်ပြုပြောကြားထားပါတယ်လို့ပြောသွားတာပါ Typhoon Kamegi လို့နာမည်ပေးထားတဲ့အင်အားပြင်းထန်လာတဲ့အပူပိုင်းမုန်တိုင်းထံကြောင့် လပိုင်းနိုင်ငံအလဲပိုင်းမှာလူဒဒါဇင်ကျော်တိတ်ဆုံးခဲ့ရပြီးတိမ့်နဲ့ချီလို့လူတွေဘေးလွတ်ရာနေရာတွေကိုရွှေ့ပြောင်းခဲ့ရပါတယ်တနိုင်ငံလုံးကိုဖျက်ပြီးတနအီကိုကီလိုမီတာ130ကျော်နဲ့လေပြင်းတွေတိုက်ခတ်ခဲ့ပါတယ်မိုးကြီးရေရှမ်းသာတွေဖြစ်ခဲ့လို့တချို့ဆိုရင်အိမ်ခေါင်မိုးတွေပေါ်တက်ပြီးနေခဲ့ရပါတယ်ခုဆိုရင်မုံတိုင်းဟာဗီယက်နမ်စီဥတီရွေရှားမယ်လို့ခန့်မှန်းထားပါတယ်ဗီယက်နမ်မှာစံချိန်တင်အောင်ကိုမိုးတွေတဲထန်နေပြီဖြစ်ပါတယ် အမေရိကန်နိုင်ငံရေးမှာတော့နယူးယောက်မြို့ကြီးရဲ့မြို့တော်ဝင်ရွေးကောက်ပွဲအတွက်သမ္မတထရပ်မှာသူ့ဘော်တစ်ချောင်းလုံးဝေဖန်နေခဲ့တဲ့အန်ဒရူးကိုမိုကိုထောက်ခံအားပေးကြောင်းရည်တည်ပြလာပါတယ်။ဒီမိုကရက်ကိုယ်စားလှယ်တော်ဇိုဟန်မမ်ဒန်နီမြို့တော်ဝင်မဖြစ်ဖို့ဆိုရင်တခြားရွေးစရာမရှိဘူးမစ္စတာကိုမိုကိုသာမဲချက်ရဆိုပြီးထရပ်ကပြောပါတယ်။အသက်34နှစ်ပဲရှိသေးတဲ့မစ္စတာမမ်ဒန်နီစစ်တမ်းတွေရတိတိတောက်ဦးဆောင်နေပြီးအနိုင်ရခဲ့ရင်တော့နယူးယောက်မြို့ရဲ့ပထမဆုံးမွတ်စလင်မြို့တော်ဝင်ဖြစ်လာနိုင်ပါလေ။သူတော်မြို့တော်ဝင်ဖြစ်လာရင်နယူးယောက်မြို့ကြီးအတွက်ဘိုးအစိုးရကပေးတဲ့ ဘတ်ဂျက်ပန်းမောင်းများစွာကိုမပေးဘဲထိန်းထားမယ်လို့သမ္မတထရမ့်ကချင်းချောက်ထားပါတယ်ခင်ဗျာစီကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကိုရေဒီယိုအွန်လိုင်းနဲ့ရုပ်မြင်သံကြားတွေကသာမကဘဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနာဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနာဆင်နိုင်ပါတယ်။ BBC TV စီစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ခုတော့သတင်းတော်တွေဘက်ကိုဆက်အောင်ပါ။တော်ရရှင်များခင်ဗျာ။ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ပြည်ထောင်နိုင်ငံကရှင်းရှင်းလင်းလင်းရည်တည်ရောတမရအီမနွဲလ်မက်ခွန်ပြတ်သားလာပါတယ်။ဒေါ်ဆန်းစုကြည်အတွက်ရည်ရွယ်တဲ့ပေးစာတစ်စုံကိုပါဖြစ်သူကင်မြတ်လက်ထဲထည့်ပေးခဲ့ပါတယ်။မတူစာလင်းဆက်ပြီးပြောပြပေးပါမယ်။ ်ပြင်သစ်သမ္မတအီမန်နူရယ်မက်ကရွန်ဟာ ဒေါအောင်ဆန်းစုကြည်စီကိုလိမ့်မူပြီးစာတစောင်ပေးပို့လာတယ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူကိုထိန်လင်းကပြောပါတယ်ပြည်သင့်နိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့မြန်မာအထူးကိုယ်စားလှယ် Mr. Christian Lechevy ကတဆင်ပေးပို့လာတဲ့စာကိုကိုထိန်လင်းကလက်ခံခဲ့တာလို့ဆိုပါတယ်ဒေါအောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်ပါဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိလှုပ်ပေးဖို့သူတို့ကဆက်လက်တောင်းဆိုလျက်ရှိရဲ့လို့ရေးသားထားပါတယ်ဒါအပြင်ဒေါအောင်ဆန်းစုကြည်ကျမ်းမာရေးအတွက်ကိုလည်းစိုးရိမ်ပူပန်တယ်လို့ပြည်သင့်တမရရဲ့စာထဲမှာရေးသားထားပါတယ်ပြည်သင့်နိုင်ငံကလက် ရှိအာနာရှိသမရတယောက်စီကဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တောင်းဆိုလာမှုကြောင့်အလွန်ဝမ်းသာမိကြောင်းတားဖြစ်သူကင်ရီက BBC ကိုပြောပါရယ် I was very happy to hear that President Macron has made such a strong appeal. ပြည်သူ့သမ္မတကြီးကဒီလိုအားကောင်းတဲ့သတင်းစကားပြောကြားမှုမျိုးပြုလုပ်တာကြားသိရတဲ့အတွက်ကျွန်တော်အယံပျော်ရွှင်မိပါတယ်။ဒါဟာသမ္မတ Macron စီကပထမဆုံးအချိန်ရှင်းရှင်းလင်းလင်းကြားသိရတဲ့အတန်ထွက်တောင်းဆိုမှုပါ။တခြားသူတွေလည်းလုံးကြပေမဲ့သမ္မတ Macron ပြောလာသလောက်ရှင်းရှင်းလင်းလင်းမရှိလှပါဘူး။သူ့ရဲ့ဒီဥဆောင်မှုနောက်ကိုကမ္ဘာပေါ်ကနိုင်ငံခေါင်းဆောင်တွေအားလုံးလည်းသတိပြုမိမယ်၊လိုက်ပါလာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်လို့တခြားကြံတဲ့ဥရောပသမဂအဖွဲ့ဝင်နိုင်ငံတွေလည်းဒါကိုသတိပြုမိ ပြီးမြန်မာပြည်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုစုပေါင်းတောင်းဆိုချဉ်းကပ်တဲ့နီလန်းနဲ့သူတို့ရည်တည်မှုကိုပြသပေးဖို့ကျွန်တော်မျှော်လင့်ပါတယ်။မိမိလွတ်တင်တာအတော့ကြပါပြီ။ဒါကစစ်တပ်ကိုဖိအားပေးနိုင်မှာလားဆိုတာကတော့ပြောရခက်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လတရနေ့တုန်းကဂျပန်နိုင်ငံသားရေးဝန်ကြီးကဒေါ်ဆတ်စုကြည်ပါဝင်ဖမ်းဆီးထားတဲ့နိုင်ငံရေးကျင်းသားတွေပြန်လွှတ်ပေးဖို့စစ်ကော်မရှင်ကိုတောင်းဆိုခဲ့ပါသေးတယ်။ စစ်ကောင်မရှင်ဘက်ကတော့အာဆီယံဥက္ကဋ္ဌအထူးကိုယ်စားလှယ်လာတိုင်းမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့တောင်းဆိုချက်တချို့ကိုလက်ရောခဲ့ပြီးမယ်။ရာဇဝတ်မှုကျူးလွန်ပြီးပြစ်ဒဏ်ခံနေရတဲ့အကျဉ်းချနေသူတွေနဲ့တွစ်ဆုံခွင့်ကိုတော့ပေးခြင်းမှသာပေးမှာဖြစ်တယ်လို့စစ်ကောင်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကအော်တိုဘာလ29ရက်နေ့မှာတုံ့ပြန်ထားပါတယ်။နိုင်ငံတကာလူ့ခွင့်ရေးဥပဒေအရဖမ်းဆီးခံထားရတဲ့အကျဉ်းသားတွေဟာအကျဉ်းသားခွင့်ရရရှိဖို့လိုအပ်တယ်လို့လူ့ခွင့်ရေးလှုပ်ရှားတဲ့45 right ကတာဝန်ခံကိုဆိုင်အာကာကပြောပါတယ်။ ဒီဂျွန်ဆန်စုကြည်ကိစ္စမှာအိမ်တော်စုစင်စရာအရာဒီလိုမျိုးကန့်သက်ထားတာကမိသားစုနဲ့သက်သွယ်ပိုင်ခွင့်ကိုတင်းကျပ်စွာပိတ်ပင်ထားခြင်းဖြစ်တယ်။ဒါလူခွင့်ရေးချိုးဖောက်နေတာပဲဖြစ်တယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ဒေါ်ဆန်းစုကြည်တမရဝိမင်းနဲ့နိုင်ငံရေးကျင်းသားအလုံးပြန်လွတ်ဖို့အပါဝင်မြမအရေးအတွက်ဆုံးဖြတ်ချက်ချမှတ်ထားပါတယ် ။လာမယ့်ယူကော့ဘွဲမှာပါဝင်ရှင်ပြိုင်ကြမယ့်နိုင်ငံရေးပါတီတွေမှာလူငယ်ကိုယ်စားလှယ်လောင်းတချို့ပါဝင်လာတွေ့ရပါတယ်။ဆရာနာသိမ်းမိုးအောင်မှာကျင်းပမဲ့ဒီယူကော့ဘွဲကနေလူငယ်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ဘာတွေမျှော်လင့်ထားပါသလဲ။ကိုမောင်စုစည်းပြောပြထားပါလေ။ နိုင်ငံတော်ဝန်ဝင်ပြိုင်ကြမယ်ပြည်သူပါတီပြည်သူ့ရှေ့ဆောင်ပါတီရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့မှလူငယ်ကိုယ်စားလှယ်လောင်းပါဝင်မှုကအရင်ရွေးကောက်ပွဲတွေထဲပုံများလာတယ်လို့အဲ့ဒီပါတီတွေကပြောပါတယ်အတိုက်ခံတဲ့ဒီမိုကရက်အင်အားစုတွေကိုပိတ်ပင်ထားပြီးအလုံးပါဝင်မှုမရှိတဲ့ဒီရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်ဒါပေမဲ့နိုင်ငံအပြောင်းအလဲအတွက်ထိခိုက်နေတဲ့လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကိုရွေးချယ်ခဲ့တာလို့ပြည်သူပါတီရဲ့လူငယ်ကိုယ်စားလှယ်လောင်းကိုသက်မှုအောင်ကပြောပါတယ်ရွေးကောက်ပွဲပြီးပေါ်ပေါက်လာမယ့်လွှတ်တော်နိုင်ငံရေးအခင်းအကျင်းက နိုင်ငံရေးပြဿနာအားလုံးကိုဖြေရှင်းနိုင်မှာမဟုတ်ပေမဲ့အနာဂတ်နိုင်ငံရေးကိုတစ်စစ်ချိုးပြောင်းနိုင်မယ့်ခွင့်ရေးလို့ယုံကြည်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီကိုယ်စားလှယ်လောင်းကိုကျော်မင်းထက်ကပြောပါရယ်ပြည်တွင်းရှိလူငယ်တွေအဓိကရင်ဆိုင်နေရတဲ့အခက်အခဲကစစ်မှုမထမ်းမနေရအခြေအနေလို့ BBC နဲ့စကားပြောခွင့်ရတဲ့လူငယ်ကိုယ်စားလှယ်လောင်းတွေကသုံးသပ်ကြပါရယ်ပြည်တွင်းပြည်ပကတွေမှာနှစ်ဖက်စလုံးကလူငယ်တွေကိုစစ်ပွဲတွေပေါဝင်လာအောင်တိမ့်သွင်းမှုတွေရှိနေတယ်လို့ကိုကျော်မင်းထက်ကပြောပါရယ်အဲကျွန်တော်စစ်မှုထဥပဒေကမရှိသေးဘူးလားဆိုတော့ကျွန်တော်နိုင်ငံလိုအနေထားမျိုးနဲ့စစ်မှုထဥပဒေရှိတယ်နော် တန့်ရအရင်ကြီးတဲ့နိုင်ငံကြီးနှစ်ခုချမ်းမှာကျွန်တော်နေရတယ်။ကမ္ဘာလူကြီးအားလုံးရဲ့အဲဘောတော့ကျွန်တော်40ရာခိုင်နှုန်းလောက်ကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံပတ်ဝန်းကျင်မှာရှိတယ်။တကယ်လို့အရေးအကြောင်းရယ်ကျွန်တော်တို့နိုင်ငံကြီးရောစစ်တွေဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံမှာစစ်မှုတပ်ဥပဒေအရစစ်မှုထမ်းပြီးတော့ဒီစစ်သက်အတွေ့အကြုံရှိထားမှတာလဲကျွန်တော်နိုင်ငံအဆင်ပြေမှာ။ဒါပေမဲ့အခုကကဝမ်းနဲ့ဝယ်ရတွေ့ရတာကတော့လူငယ်တွေကဒီပြည်ထောင်ပဏိပခါတွေမှာခါစီပေးရသူဖြစ်နေတယ်။ စစ်မှုရန်ဥပဒေကိုပြည်သူကပြင်ဆင်ပေးဖို့တောင်းဆိုလာရင်ရင်းစရာမရှိကြောင်းပြည်သူပါတီမှကိုတက်မှုအောင်ကပြောပါတယ်။မြေပြင်မှာဖြစ်ပေါ်နေတဲ့စစ်မှုရန်ခေါ်ဆောင်မှုလွဲမှားတွေနဲ့ပတ်သက်ပြီးဥပဒေဒီဥပဒေပါအတိုင်းတိတိကျကျဆောင်ရွက်နိုင်အောင်လွှတ်တော်တွေရောက်ရင်ဆွေးနွေးသွားမယ်လို့ရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှဒေါက်ခိုင်ခိုင်ထွန်းကပြောပါတယ်။စစ်တပ်နဲ့နှီးဆက်တဲ့နိုင်ငံရေးပါတီတွေလွှမ်းမိုးနိုင်တဲ့ရွေးကောက်ပွဲလွန်လွှတ်တော်ခင်းခြင်းမှာလူငယ်ကိုယ်စားလှယ်လောင်းတွေဘလောက်ထိဆောင်ရွက်နိုင်မယ်ထင်ပါလဲ။ပြည်သူပါတီမှကိုတက်မှုအောင်ကခုလိုပြောပါတယ်။အာအကုန်လုံးကအတိုင်းပြည်ကိုပြုပြင်ပြောင်းလဲစေခြင်း ကြတဲ့စိတ်စီစဉ်တာရှိမယ်လို့တော့ကျွန်တော်ယုံကြည်တယ်။ဘယ်ပါတီကပဲဖြစ်ဖြစ်ပြည်သူတွေကတကယ်လိုအပ်နေတယ်တကယ်လိုချင်နေတဲ့အရာကိုကိုစားပြုပြီးလွတ်တော်ထဲမှာဆွေးနွေးကြတဲ့အခါကြလို့ရှိရင်အခြားပါတီကလာပြီးတော့ဟိုတင်ပြတဲ့အဆိုဖြစ်ပေမဲ့လေဟိုဒါပြည်သူလူတွေတကယ်လိုအပ်နေတယ်ဆိုတော့ကျွန်တော်အနေနဲ့ ဟိုလက်ခံမှာပဲပေါ့2020ပြည်နှစ်ရွေးကောက်ပွဲမှာမဲပေးခွင့်ရတဲ့၅သန်းနီးပါးလူငယ်တွေဟာအာဏာသိမ်းပြီးနောက်မှာဆေးရနာရှင်စက်ကျင်ရေးအတွက်လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြသူတွေရှိသလိုနိုင်ငံရေးကျင်းသားဖြစ်ကျင်းတော်ထဲမှာဖမ်းဆီးချုပ်နှောင်ခံရသူတွေလည်းထောင်ထဲချီရှိနေတယ်လို့စစ်တပ်တချို့ကပြောထားပါတယ်။ဒါအပြင်စစ်ကောင်စီကပြတ်ထန်းလိုက်တဲ့စစ်မှုထမ်းဥပဒေကြောင့်ပြည်ပကိုထွက်ခွာသွားတဲ့လူငယ်တွေလည်းတိမ့်နေချီရှိနေပါတယ်ခင်ဗျာ။လောင်နဲ့ကမ္ဘောဒီးယားနိုင်ငံတွေမှာကြားဖြတ် online ငွေလိမ်လုပ်ငန်းတွေနဲ့ဆက်ဆက်နေတဲ့လောင်ကစားရုံတွေကာစီနိုပိုင်းတွေကိုပိတ်သိမ်းနေပါတယ် အဲ့ဒီမှာရောက်နေကြတဲ့မြန်မာတွေရဲ့အခြေအနေရောဘယ်လိုရှိနေပါသလဲမတ်သင်းသင်းတွေပြောပြပေးမှာပါအော်တိုဘားလာတော့ကမြဝရီ KK ပတ်ကိုစစ်တပ်ကဝင်စီးပြီးတဲ့နောက်မြန်မာလောက်သားတွေကတချို့ဟာကာမောရီးယားလာအိုဘက်ကိုထွက်ပြေးခဲ့တာပါလက်ရှိမှာလာအိုဘက်မှာလည်းအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကပိတ်သိမ်းတာ၊ license ပိတ်သိမ်းတာတွေလုပ်နေတာကြောင့်လာအိုရောက်မြန်မာတချို့အခက်အခဲဖြစ်နေကြတာပါ။လက်ရှိတာချီလိမ့်နဲ့ထိုင်းလာအိုနယ်စပ်မှာရှိတဲ့ကာစီနိုနားတစ်ဝိုက်မှာတော့လူအတော်အလာမရှိတော့တဲ့အကြောင်းကိုလာအိုရောက်မြန်မာလှုပ်တာတယောက်ပြောပြတာက လောင်းနိုင်မှာဘာလို့ဘာကြောင့်လူစီကားတဲ့နေရာတွေမှာလူမရှိတော့ပါလဲဆိုလို့ရှင်ဒီကတော့ဂျင်းခုံတွေဒီဆလော့တွေပေါ့နော်အာဒါတွေဖမ်းလိုက်တယ်ဖမ်းတော့ကြတော့ဒီတော်တော်များများကကြတော့ဒီလူတွေချိမှတချို့စားတော့ဆိုင်နေဘာညာအဆင်ပြေတာလေးရက်တိလို့အဆင်ပြေတာအခုကဂျင်းခုံတွေဖမ်းနေချက်ပြန်တွေဖမ်းနေဒီဆလော့တွေဖမ်းလိုက်တယ်ပေါ့နော်ဖမ်းတော့ကြတော့တော်တော်များများကလည်းကြောက်ပြီးတော့အဲမြန်မာပြည်ကိုပြန်လာပြီးများတယ် ဒီရွှေတရီကန်နယ်မြေမှာရှိတဲ့ကာစီနိုမှာတော့မြောက်ရီကနေထွက်လာတဲ့ မြန်မာအလောက်တမားတွေလာရောက်လောက်ကင်သူတွေရှိတယ်လို့ပြောပါတယ်။အရင်ကကာစီနိုပိတ်သိမ်းတာတွေဖြစ်ခဲ့ဘူးပေမဲ့အခုလောက်ဒီအခြေအနေဆူဆူဝါဝါမဖြစ်ခဲ့ဘူးဘူးလို့ပြောပါတယ်။တခါကမ္ဘောဒီးယားမှာရှိတဲ့ကာစီနိုယုံတွေကိုပိတ်သိမ်းခဲ့တာ14ခုရှိပြီဖြစ်ပြီးမြဝတီ KK ပတ်ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာတော့မြန်မာအလောက်တမားတချို့ဟာကမ္ဘောဒီးယားနဲ့လာအိုဘက်ကိုရှောင်သိမ်းသွားကြတာဖြစ်ပါတယ်။လာအိုဘက်ကကာစီနိုယုံတွေပိတ်သိမ်းတာကြောင့်ကာစီနိုယုံမှာအလုပ်လုပ်နေသူတွေအပါအဝင်အဲ့ဒီနေရာကိုအမိပြု ုလောက်ကင်နေကြတဲ့စားတောက်ဆိုင်တွေပါအဆင်မပြေတာကိုတွေ့ရတယ်လို့လာအိုရောက်မြန်မာနိုင်ငံသားတယောက်ကဆက်ပြောပါဗျာအဲဒီလောဆယ်လောက်ညာသေးမှာဆိုလို့ရှိရင်လည်းမြန်မာတွေရမ်းမရှိတော့ဘူးတော်တော်များများကဂိမ်းကုန်တွေဆက်လို့လုံးလုံးကြရများတယ်ဒါဆို40ရောရှိရပါအဲ့ဘက်ကနေပြေးလာတဲ့ဟာတွေလည်းရှိတယ်ဗျအဲများတယ်ပြောရမှာပေါ့များတယ်ဗျဒါပေမဲ့သူတို့ကဒီမှာအလောက်မကြလိုက်ဘူးအဲ့တော့အဲ့ဘက်ကနေဖြစ်ဖြစ်ချင်းဒီဘက်ကိုပြေးလာတယ်ဒီမှာ အဲလုံးဝင်တာမကြသေးဘူးဒီဟာကိုပိတ်လိုက်ရဲဆိုတော့ရိုင်းတော့မများတော့ဘူးပေါ့အဲ့လိုပဲသုံးပုံမှနှစ်ပုံတော့ကပြောင်းသွားရဲတပုံတော့ပဲဒီမှာကြံခဲ့တယ်လက်ရှိကာစီနိုပိတ်သိမ်းတဲ့နေရာကတော့လာအိုထိုင်းမြန်မာနယ်စပ်ဖြစ်ပြီးမြစ်တစ်ခုသာခြားပြီးလာအိုရဲ့မြို့တော်ဘီယန်ကျင်းနဲ့ဝေးတယ်လို့ဆိုပါတယ်ဒါတော့လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေမှာရောက်နေကြတဲ့မြန်မာတွေရဲ့အခြေအနေအကြောင်း BBC သတင်းတော့မတ်တင်းတွင်သတင်းပေးပို့သွားတာဖြစ်ပါတယ်ခင်ဗျာ တို့ရှင်များခင်ဗျာဒီညတွေ့ BBC မြန်မာပိုင်းရဲ့ရေဒီယိုဓာတ်ရိုက်ထုတ်လွှင့်ချက်တွေကိုတော့ဒီမှာပဲကျွန်တော်ကွင့်ပြုပါအခုကြားခဲ့ရတဲ့နောက်ဆုံးရသတင်းတွေအပြင်သတင်း၃၀ချက်နဲ့ဆုံးမတွေရုပ်သံအစီအစဉ်တွေကိုလည်း www.bbc.com မှာအချိန်နဲ့တပြေးညီတင်ဆက်ထားပါတယ် BBC ကိုအားပေးကြလို့အထူးပဲကျေးဇူးတင်ပါတယ်တို့ရှင်အားလုံးကိုစိတ်နှပြကျမ်းမာရွှင်လန်းနိုင်ကြပါစေခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေဒေါင်းလုဒ်လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။